ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့ရဲ့မဟာနေအော်ဒီယိုဘုတ်ချန်နယ်ကနေပြန်လည်လို့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကိုပိုက်ရေးသားထားတဲ့စိတ်ကြိုက်မှုဆိုးစရိတ်စောင့်တဲ့အောင်တော်ကြီးမာယာဆိုတဲ့ဇလန်လေးရဲ့အဆဆုံးကိုပပြတင်ဆက်ပေးမှာဖြစ်ပါရစေ။ပရိသတ်များရှင်။ဇလန်လေးမစတင်ခင်ကျမတို့ရဲ့ချန်နယ်ကို Like and Subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနားဆင်ဖို့အတွက်ဇလန်လေးကိုခွေစတင်ပေးလိုက်ပါရမေး။ ကဲလင်းစင်တော့ထိုးပြီးပြီစကန်းကိုပြန်ကြမယ်ပြောပြောဆိုဆိုနဲ့မုတ်ဆိုးကြီးစောင်းနေစင်ကလင်းစင်မောင်ကစင်သွားတာကြောင့်လေကျွန်တော်နဲ့လင်းမျက်လိုက်တော့နောက်ကနေစင်လိုက်သွားတယ်ကျွန်တော်ရဲ့စကန်းနဲ့ယခုလင်းစင်လာထိုးတဲ့နေရာနှစ်မိုင်ခန့်ရှိပါတယ်ဖာဒီဒီပြောင်းသေးကိုညကြာကြားလာဆောင်မတေးကြရဲ့လားဗျကျွန်တော်မေးလိုက်တော့ဟာဆရာလေးရလာမတေးကြတာပေါ့ဗျာဒါကြောင့်လေပြင်ပန်းခံပြီးလင်းစင်လာထိုးတာပေါ့ ပြီးတော့ပြောထိုင်အောင်မေးကြားလို့မခေါ်နဲ့ဒီတော့ကောင်ကြီးကိုနန်းနေပြီးတော့ဟင်းကောင်လို့ခေါ်ရတယ်မှတ်ထားကိုပိုက်လာလာလာကျွန်တော်ပြမေးလင်းမြင့်လိုင်ကပြောင်းတိန်တဲ့ဘေးကနေပြီးလမ်းရွေးခေါ်တာကြောင့်သူ့ရဲ့ထံကိုသွားလိုက်တယ်ဒီမဲ့တွေ့လားဟင်းကောင်ရဲ့ခြေရာသူညွန်ပြရသူငုံကြည့်တယ်ဒီကောင်ရဲ့ခြေရာလဖေးကြီးချမ်းပကံလို့ရထိတ်တတာလောက်ရှိတာပဲဒီတော့ဒီကောင်ကြီးရှိမေဆိုရင်6တောင်လောက်တော့ရှိလိမ့်မယ်ထင်တယ်ဟုတ်ကဲ့လားဖာတီ ကျွန်တော်အရှင်းပြရင်စောင်းနေစဲကိုလှဲမေးလိုက်တယ်။အေးကွ6တောင်ထက်တော့ရော့မင်မထင်ဘူး။သူတို့နှစ်ယောက်ပြောဆုံနေသေးတယ်ကျွန်တော်ရှင်းရှင်းလင်းလင်းနားမလဲတို့ကြောင့်မေးဟင်းကောင်ကြီးရဲ့အလဲအောက်ပြောတာလားဟုတ်တယ်လင်းမြင့်လာရပြုံးပြီးဖြေတယ်သူ့ရဲ့ဖြေကြောင့်ကျွန်တော်မျက်မှောင်ကျက်သွားရင်ရိမ့်မိသွားတာကြောင့်သူကပဲစိတ်ပြပြောတယ်ဟင်းကောင်ကြီးရဲ့အလဲအောက်6တောင်လို့ပြောလိုက်တာကိုပိုင်နားမလဲဘူးတင်နေဒီလိုဗျ အဲ့ဒီတရဝါရီကို အလျားတိုက်တာမေးဆိုတော့နာသီးဖျားနေအမေဖျားကိုတိုက်ပြီးတော့ပြောကြတာဒီတော့မှကျွန်တော်ရှင်းသွားတယ်ကိုပိုက်ပြောရအောင်မေးဒီမဲကြည့်ကျွန်တော်ကိုခေါ်ယူသူကခက်လက်လက်နေရတော့ရှောက်သွားပြန်နေပြီးတော့အိုင်ငယ်လေးတစ်ခုကိုပြတယ်တွေ့လားဒီကောင်မျိုးကသားကောင်ကိုအပိုင်ချီလဲနေဆိုရင်ဖြင့်ရေအိုင်ရှိတဲ့အနားတစ်ပိုက်မှာလှုပ်တာဗျဒါမှလည်းစားပြီးတောက်ပြီးတောက်ဆရာဆင်းနေရှိရမလားအင်းဆရာလင်းကဘယ်စိုးလို့တော့ ။စောနေဆေးရန်လင်းမြင့်လိုင်ကိုကြည့်ရင်ပြောလိုက်တယ်။ဆေးရန်လင်းအမဲလိုက်လာတာကြာပြီလား။အမဲကြီးဘာကောင်တွေပြက်ဘူးလေ။ကျွန်တော်တော့ဘယ်လောက်ပဲကြီးကြီးမားမားပြက်ဘူးလေ။တော့ဝက်ပဲပြက်ဘူးလေဆိုတော့ကဆေးရန်လင်းရဲ့တက်တရာဘဲခေလို့လေ။တော့ဝက်ပြက်ရတာအင်မတန်အန္တရာယ်များနေတော့အေးဆေးရပိုက်ရောဘာကောင်တွေပြက်ဘူးလေ။ကျွန်တော်ပဲတို့လည်းမေးပြန်နေ။ကျွန်တော်ကြီးတော့ပြက်ဘူးလေ။ဟုတ်ပါတယ်။တတော်ထာနာမှာတာဝန်ထမ်းဆောင်ရင်ကာလာက စိုက်ခင်တွေဝင်ရောက်လာတဲ့ကြီးလောက်ပဲပြစ်ဖို့ချင်းဖြစ်တဲ့လင်းမျက်လိုင်ကတော့ကျွန်တော်နဲ့စားကြွေးရဲ့ချိန်မှပဲမုတ်ဆိုးပေါက်စတယောက်ဖြစ်နေပြီကျွန်တော်ကတော့မုတ်ဆိုးများနှင့်ပျော်ရန်လိုက်လံပြက်ခတ်ခြင်းပဲဖြစ်တဲ့နောက်တက်တော်ဌာနကထွက်ပြီးစာရေးကျင့်ကိုဝါနာပါတဲ့အလျောက်စာများရေးသားပြီးတော့စာဝတ်နေပြည်တနာကိုဖြည့်ရှင်ပေးပါရီထို့သူစာများရေးသားတဲ့အခါမှာလေသူတို့ပြောပြကြတဲ့မုတ်ဆိုးအတွေ့အကြုံတွေကိုရေးသားခဲ့တယ်လင်းမျက်လိုင်က မုတ်ဆိုးပေါက်စားဖြစ်တာကြောင့်ကျွန်တော်ရဲ့အမဲလိုက်ဝတ္ထုတွေကိုဖတ်ပြီးကျွန်တော်ရဲ့မှာကွက်တွေကိုထောက်ပြပြီးဝေဖန်ပါတယ်။ဤသို့ကျွန်တော်ရဲ့မုတ်ဆိုးဝတ္ထုများနဲ့ပတ်သက်ပြီးသူနည်းကျွန်တော်ကငယ်တငယ်ချင်းများကဲ့သို့ခင်မင်ရင်းနှီးသွားကြတဲ့ဒီနောက်ကျွန်တော်တို့ဘ ഹു တုတအတွေ့အကြုံများရှာဖို့ဆိုင်ရံလုံးကသူအမဲပြည့်ထွက်ရင်ခေါ်ပါတယ်။အခုလဲသူနည်းကျွန်တော်ကအမဲကြီးပြဖို့တွေ့အုတ်ကန်ချောင်းများတို့ရောက်ရှိလာပြန်နေမိလောင်ကုန်ကြေးရွာမှာနေမုတ်ဆိုးစောနေစင်းကို ဝင်ခေါ်ခဲ့ကြတယ်။ရခင်ကသူ့ရဲ့မိစေတရားကိုရှိခဲ့ဝရီမြိုင်သားရအမှုဆိုမြင်းမောင်ပြတ်တဲ့မြိုင်သားရတဝိုက်မှာတချက်တကောင်မြင်းမောင်ဆိုရင်မတိတူလည်းမရှိ အခုတော့သူမရှိလို့တော့မုတ်ဆိုးတောမောက်ခံရပြီးတားတော့တားကောင်ထင်ပြီးပြက်မိတာကြောင့်အုံနိုင်ကြားထဲကိုရောက်ခဲ့ခြင်းဖြစ်တဲ့မုတ်ဆိုးမြင်းမောင်ထံမှာတားကောင်ခြေရကောက်ခြင်းအတက်ပညာကိုကျွန်တော်ကအနေချင်းရပြီမိလင်းမြင့်လှိုင်ကအပြည့်ဝရလိုက်သည့်သူကလင်းစင်ထိုးပြီး တားကောင်စပြည့်ခြင်းအတက်ပညာ၏ဆဲလက်သင်ယူလိုခြင်းကြောင့်မုတ်ဆိုးဤစောနေစဉ်အမဲပြည့်ထွက်တိုင်းအပခေါ်လေးရှိသည်မုတ်ဆိုးဤစောနေစဉ်လဲခေတူမဟုတ်ကြီးညိုင်းတရားမှာတစ်ချက်တကောင်မျက်မှောင်နဲ့မိတ်ကြော်လိုမိလောင်ကောင်ကျေးရွာမှာလေးကြားနိုင်စဉ်လို့သူ့ကိုခေါ်ကြတယ်ဘာကြောင့်လဲဆိုတော့နေတကာမှာကြားစိုးများပောက်ရောက်ပြီးသူ့ကိုခေါ်ယူနှိမ်နှဲခိုင်းလေးရှိပါတယ်လူနဲ့ကျွဲနှွားတွေကိုအနေရပေးတဲ့ကြားစိုးတွေကသူ့ရဲ့လက်မှာစီဝင်ချုပ်ခဲ့တယ် အခုကြားပြည့်ထွက်ရန်အလုံငါလိုက်ပါကျွန်တော်တိတ်မရှိချင်တွေ့ရစနေမာဂရက်ညိုတက်ရှောင်းရှောင်းနဲ့နေထိုင်မကောင်းဖြစ်နေခြင်းကြောင့်မလိုအပ်ဖေးကြားနှင့်အမဲလိုက်တိုင်းမကစားလူကြီးဖြစ်တယ်။ကြားတတော်ဟာဆိုရလေတောမှုဆိုပေမဟုတ်ပါလား။မုတ်ဆိုးချင်းစီမဖောက်လို့သူစီကုစီထားရမင်းတုတ်ရရင်လင်းမြင့်လိုင်ကအတင်းအာရမပူဇော်လွနာကြောင့်ပြီးတော့လင်းမြင့်လိုင်ရဲ့ဖေးကသူ့ရဲ့ဂျေဆုရှင်တယောက်လေးဖြစ်တာကြောင့်ကြားပြစ်ခြင်းလိုက်ခဲ့တယ်။သူကျွန်တော်တို့နဲ့လိုက်လောက်တော့ကြောင့် မမနဲ့ဇနီးကိုတမီးနှစ်ထားခဲ့တယ်။ဇီယန်လင်းတို့ဒီမှာလာကြည့်။ပြန်သေးရဲ့အနည်းမှာပြင်းမပင်ကိုအနေငယ်မှကြည့်ပြီးလင်ညိုထိုးပြတယ်။ကျွန်တော်တို့နှစ်ယောက်ကသူညုံပြရာကိုကြည့်လိုက်ကြတယ်။ပင်စီရဲ့အခောက်တွေကဖွာလန်းကျဲနေပြီ။အဲ့ဒါဘာဖြစ်လာလဲဖာတီ။အဲ့ဒါပြောင်ကသူ့ရဲ့ကြောပေါ်နေလေကုတ်ကိုခဲထားရင်ဟင်းကောင်ကိုပြရရပြီးတော့သူ့ရှေ့လက်ခွာနေတစ်ပင်ကိုပေါက်ချတာပေါ့။ကျွန်တော်ရဲ့မိန်းကိုဖြစ်ပြန်သေးနောင်ကိုခေါ်သွားပြန်နေတွေ့လား။ လေကုတ်ကိုခဲထားတဲ့တိုင်အောင်ပြောင်းသေးမှအပုံနဲ့များလှိုင်ထွက်တာကြောင့်ကျွန်တော်ဖထီယောဒါထားမှာတော့အခုပြောင်းသေးဟာပုတ်ဟောင်းနေပြီဟင်းကောင်များလာစားပါမလားဆရာလေးရလေဒီတရဝမျိုးကပုတ်မှပိုးကြိုက်တာဗျဒီပြောင်းလွန်ခဲ့တဲ့၃လရက်ကလေးလှဲထားတာဟောပုတ်မှသူလာစားတော့မယ်လीသေးကြတာပေါ့တွေ့လားဒီမဲ့ခြေရလက်လက်ဆက်ဆက်တကူလीကြားခြေရတကူညံ့ပြရင်ကျွန်တော်ကြည့်ကပြောရင်လင်းမြန်းလိုင်းကလေခမားနေ အာရန်ကောဗျာမပြောရတမယ်မျက်နှာပင်နေကြည့်ပါလေကဲလာစကမ်းပြန်ကြမေးလမ်းတော်ရင်ဒီကောင်းကြီးကိုဟင်းကောင်ကဘလို့လိုက်ချောင်းပြီးတော့ဘလို့တိုက်ခိုက်မေးဆိုတာပြောပြမေးသူကရှိရသားကျွန်တော်တို့နှစ်ယောက်ကနောက်ကလိုက်ရင် သူပြောတဲ့မြောက်နားဆိုင်ထောင်ပြီးငိမ့်သစ်စွာနဲ့စကမ်းကိုပြန်ခဲ့ကြတယ်တကယ်တော့ဟင်းကောင်လေးပြောင်းကွင်းပြင်မှာတွေ့ကြမေးညနေချင်းဆိုင်တိုက်ခိုက်ကြမေးဆိုရင်ဖြင့်ပြောင်းကုန်ဟင်းကောင်ကနိုင်လိုက်မယ်မဟုတ်ဘူးဟင်းကောင်ဆိုတော့မျိုးကတော်ရဲမုတ်ဆိုပဲပေါ့ တော့ကျွန်းနေတရဝါရီကိုနောက်ကလိုက်ချောင်းပြီးတော့ဘဲဖြက်လန်ဘလို့စောင့်ကြရမယ်ဆိုတာသူသိတယ်။ပြုံးလေးစစကားကိုရက်လိုက်ပြီးပစိုးခပုံစားခြင်းကကွန်တင်ယာကိုထုတ်ပြီးပစက်တွဲကိုထည့်ပြီးတော့ပြောရင်းပြောင်းကဘလို့အနိုင်တိုက်လေဆိုတော့တင်းခွဲပြောင်းနှကောင်တွေ့ပြီဆိုရင်နောက်ကနေတကောက်ောက်လိုက်ချောင်းတာပဲ။ဟောပြောင်းကမြောင်ချက်ထဲရောက်သွားပြီဆိုရင်ဖြင့်အဲ့ဒီပြောင်းရဲ့ဖက်နှောင့်ကြောင့်နောက်ကနေအတင်းပြေးခဲ့တာပဲ။မလွတ်တမ်းပဲပေါ့။ပြောင်းကခန္ဓာကိုယ်ကြည့်ပြီး ညောင်ကလေးကကျင်းကျင်းဆိုတော့တေဝိရန်တို့ပြန်လေတိုက်ခိုက်ဖို့မလွယ်ဘူးလေအဲ့ဒီခွင့်ရီကိုဟင်းခေါင်ကအရယူပြီးပြောင်ရဲဖက်နှောင်ကျောင်းကိုကြိုက်ဆွဲပြီးတော့ဆွဲဖြတ်ကြတာပဲပြီးတော့ကမန်ကရန်နောက်ပြန်လှည့်ပြေးပြီးအရှိမထက်တွေ့အောင်မင်းညောင်ကြက်ကနေစောင့်ကြိုနေပြန်ရောညောင်ကြက်ထဲကိုရောက်လာပြန်တော့ဆော့ဆော့လိုပဲကျန်နေချေဖက်နှောင်တစ်ချောင်းကိုကြိုက်ဖြတ်ပြန်နေဒီတော့ပြန်သွားခရီးတိတ်ပြီးတော့မသွားနိုင်တော့ဘူးနားနေပြီလေညောင်ကြက်ကထွက်လာတော့ပြန်သွားထုံနေထုံနေဖြစ်ပြီး နာကျင်တဲ့ဝေဒနာကိုခံစားရတော့ခီးမတန်တော့ဘူးဒီတော့ဟိုရွှေဟင်းခေါင်ကရှေ့မှာမဆောင်ကြော်ရယ်ပဲပြောင်းနေနောက်ကနေချောင်းမင်းလိုက်တာပေါ့ဟောရေအိုင်နေနေတဲ့နေရာရောက်ပြီဆိုတော့မှပြောင်းရင်ကြောပေါ်ခုံတက်ပြီးတော့လေကုတ်ကိုအပြက်ခဲတော့တာပေါ့ဒီပြောင်းကလည်းကုတ်ခဲတဲ့ရှမ်းသူခါချရဲမရဘူးဟင်းကောင်ကလည်းအတင်းကိုကြိုက်ခဲထားတယ်ဒီတော့ပြောင်းကပရက်ရံပြီးအနီးရှိတဲ့တက်ပေကိုခွာခုတ်ချဖို့ကြိုးစားတယ် ြေတော်နှစ်ချောင်းရဲ့တန်းရကြောင့်ကြာကြာခါမချနိုင်မဲလဲကျသွားတာပေါ့ဒီတော့ဟင်းကလဲမျိုးကိုက်ဖြတ်တယ်ပြောင်းသေးပြီဆိုတော့မှဥရေသေးတွေဖောက်စားပြီးသူကထွက်သွားတော့ရိတူတဲရိတ်ခါစူဆောင်ပြောင်းသေးပုတ်လောင်ပြီဆိုမှတစိမ့်စိမ့်လာစားတော့မှလीကျွန်တော်တို့ကစောနေ့စဉ်ပြောတော့မြနားထမီတော့လိုက်ပါခဲ့ကြတယ်ဒီလိုနေ့စကန်းကိုရောက်တော့စားတော့ခက်တာအနားယူပြီးမိတ်လိုက်ကြတယ်ညနေစောင်းတာနေ့စောနေ့စဉ်ကမီးအောင်လဲလဲရိုင်ဖိန် လင်းမြင့်လိုင်က .375 magnet ray ပဲအသီးသီးကင်ဆောင်ပြီးတော့လင်းစင်ထိုးထားတဲ့နေရာကိုကြာဖြစ်ပေါ်လာကြတယ်။လင်းဆောင်နေဆိုတော့တော်ရုံလုံးမဆောင်နိုင်ဘူးဗျ။လင်းညိုမထိုးရဘူး၊စေးလိမ်မတောက်ရဘူး၊တေးမပေါက်ရဘူး၊ချင်းအကိုက်ခံရင်တပြင်းပြင်းနဲ့မရိုက်ရဘူး၊စကားကြည်ကြဲမပြောရဘူး။စောနေစင်ကတဖောပါမားနေတယ်။ပြီးတော့ကြာနေရင်ဆိုင်ရမှာကိုစိတ်ကတည်ညံ့အောင်ထားပြီးဘယ်နေရာကိုဘယ်လိုပြည့်ရမလဲဆိုတော့ပြောပြတင်ကြပေးတယ်။ မောင်စပြိုလိုက်မှာကျွန်တော်လင်းစင်မော်တက်ပြီးတော့နေရာယူခြင်းဖြစ်တဲ့ဤသို့ဖြင့်ခလန်းလန်းကတော့ကြက်ဖတ်တွင်နေကြတာကြောင့်လက်ကနိုင်ကိုကြည့်လိုက်တဲ့မောင်နေတာကြောင့်မမြင်ရပါချီလင်းမြင့်လိုင်ကအနုမြူကနန်းရေးထားတဲ့လက်ပတ်နိုင်ကိုထိုးပြီးတယ်။အင်းခုနှစ်နာရီတောင်ကြော့ပြီပဲကျွန်တော်ကတူတူလေးရေရွယ်တဲ့တခါတည်းရင်ဝရောပင်မဝါခုတ်တံများကြားရတဲ့ဖြင့်အံ့ဩမြေတူကြောင်လေးတက်တက်မေးလိုက်မြေဖာတီညာအိမ်မင်းကြီးဝါလာခုတ်တာလား ဒီတော့စောင်းနေဆရာလေးတန်းတူတူနေဘလို့လုတ်ခုံမှလဲဗျအဲ့ဒါတော့ချောက်တာသူရေရှိရကျဲလိုက်ဒုလိုက်ဖြစ်နေရမှာအရှိတောင်ကြောင့်သူပြောရမြအနာစီကိုအုပ်လိုက်ပြေးလွှားချတဲ့အတန်တွေကြားရတယ်တကယ်ဟာမကြုံဘူးပါယခုကြုံမှုခြင်းကတနက်ကင်ထားတဲ့လက်တွေပါစီပြန်လာတယ်ရုပ်တီလေးစင်အောင်ခလန်းလန်းမှလူမညီတန့်လူလူကြားရ၍ကြက်တီမွေးညင်များထထားတယ်ကျွန်တော်လက်လောက်သားတာကြောင့်တနက်တည်းက စောနေစင်ကိုကြီးပြီးဖြတ်တာကြောင့်လေရုတ်တရက်လမ်းဖြန်သွားတဲ့ကျွန်တော်ခိုက်စင်ပြီးအဲ့ဒါငင်ငနွားအော်တယ်မို့ငင်အော်ရလေကြောက်စရာရည်နော် ဟုတ်တယ်ပိုပြီးအံ့ဩစရာကောင်းတာအဲ့လိုအတိုင်းနဲ့အော်တယ်ကတိတိလေးဖျားကျွန်တော်ပိုပြီးအံ့ဩပြန်နေထိုးစင်ဖာတီဟင်းကောင်ကလာပါအောင်မလားဟုတ်တယ်အချိန်မနည်းတော့ဘူးဗျလေမြင့်လိုင်အမေကိုကျွန်တော်ကထောက်ခံပြောလိုက်တယ်။တောင်ရောက်တာငိမ့်တဲ့သွားပြန်နေ။နနစ်နှစ်နာရီပင်ကြော်ပြီးဖြစ်တယ်။ကျင်းနေမြက်တွေက နာဝမှလာပြီးတဝေဝေအောင်မြင်ပြီးတော့နှောက်ရှက်နေကြပြန်နေကြိုက်ခံရတဲ့အချိန်ရေရေမရရဲကြကြည်တနေ့လုံးပင်ပန်းထားရလားမသိအိတ်ချင်လာပြီဖြစ်တဲ့တစ်ချက်တစ်ချက်ငိုက်ကြသွားပြန်နေလင်းမြက်လိုင်ကိုကြည့်လိုက်တော့လေကျွန်တော်ကဲတော့ပဲစောနေစင်တီလေးသွေးသားနဲ့ခွဲစည်းထားတဲ့လူသားတယောက်ပဲမဟုတ်ပါလားထိုင်ရင်ငိုက်နေတယ်ရုပ်တည့်ညောင်ငယ်တကောင်ရဲ့အတန်ဆူးကြောင့်ကျွန်တော်မျက်လုံးတွေပြူးကျဲသွားတယ်ထိုစဉ်တဲ့ရွေးချောင်းများပေါ့ နေလျှောက်လာတဲ့ကြားလာကြောင့်ပြောင်းတင်ရှိရသောလမ်းကြီးတွေဝရဝမြင်လိုက်ရတဲ့ပြပြပြမြင်တော့မရှိလားဟုံမဟုတ်ပါလေစမင်းရောက်လဲလဲလေးမြင်ရတဲ့သူ့ကြောင့်ကျွန်တော်ကချိန်ဆက်နေတဲ့မျက်လုံးများလက်ပမိုးနဲ့ပွက်သက်ပြီးအသေးချာကြည့်ပြန်နေမင်းရောက်လဲလဲလေးကလင်းစင်အောင်သူရောက်လာတဲ့သူ့ကြောင့်စောနေစင်းနဲ့လင်းမြင်လိုင်ကိုလက်တူဝင်မင်းရောက်လဲလဲလက်ညှိုးထိုးပြတဲ့ဆရာပိုက်မီးထိုးမီးထိုးလေတန်တူတူနဲ့စောနေစင်ကတတိပေးတာကြောင့်ကျွန်တော်တံမီးနဲ့လန်ထူရီ ဟမ်မမျော်လင့်နဲ့မြင်ွယ်ကြောင်းတော့တော့အံ့ဩသွားကြရဲ့အပအမိုးအသေးတန်ဖြစ်နေလို့ချက်ချင်းလိုက်ခဲ့ပါကြည်စမ်းစောနေစင်သမီးလေးအချိန်ခါမဟုတ်တယောက်တည်းလိုက်လာတယ်ဖာတီသမီးပါလားအမိုးခေါ်ခိုင်းလို့ရိကျုပ်တို့လိုက်သွားကြတာပေါ့နော်လင်းစင်ပေါ်မှာထိုင်နေကြရမှာကျွန်တော်ကထရက်ပြီးတော့စောနေစင်ရဲ့လက်ကိုဆွဲချူရင်းစောနေစင်ကလည်းထားလိုက်မဲ့ဟန်ပြေမိမှစက်ကနေကျွန်တော်ဆွဲထားတဲ့လက်ကိုဖြုတ်ပြီးကမန်းကရန် ဝင်းချစ်စတာရိုင်းဖေးကြီးကိုမောင်းတင်ပြီးတော့သူ့ရဲ့သမီးထံကိုလှမ်းချိန်နေစောင်းနေစင်သမီးကမျက်လုံးလေးကလေးကလေးနဲ့လင်းစင်မုံမောင်းကြည့်ရှာတယ်။အိုးကျွန်တော်ထိတ်လန့်မိသွားတယ်။စောင်းနေစင်တယောက်စိတ်ဖောက်ပြန်သွားပြီလား။ဖော်တီဒါဘာလို့တားလဲ။ကျွန်တော်ကပြောပြောဆိုဆိုသူ့ရဲ့လက်ထက်တနက်ကိုလမ်းဆွဲလိုက်တယ်။လင်းမြန်လိုင်းကကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီးကြောက်နေပါတယ်။ဆရာဖေးစမ်းပါဗျာကြောက်ပြစ်မေး။စောင်းနေစင်ကအတင်းရုံကန်ပြီးသူ့သမီးထံသို့ ။တနက်ပြန်ကအယားမီလှဲ့ချိန်ပြီးပြစ်ဖို့ကြိုးစားလေး။ဟဲ့လူခမရယူသွားပြီလား။အဲ့ဒါခမရတမီးပြခမရတမီး။ပြပြောဆိုဆိုကျွန်တော်ကသူ့ကိုတွန်းလှဲပြီးလင်းစင်အောင်သူ့ဆင်းမို့ပြလိုက်တာနဲ့ကျွန်တော်ရဲ့နှထင်းစီသူ့စောင်းနေစဉ်လဝါကျန်ကြီးကအချိန်ပြင်းစွာကြာလာတယ်။မိုက်ကနေတစ်ချက်ဖြစ်ပြီးလင်းစင်ပေါ်သို့ပြက်လက်လန်လဲကျသွားတယ်။ထိုမှမရှိမနှောင်းမင်းစောင်းနေစဉ်လက်တွဲရှိတနတ်မှပြင်းထန်တဲ့ပောက်ကွဲတက်နေတဲ့အတူမိများပွင့်ထက်သွားတယ်။ ဒီနောက်မှာတော့ကျွန်တော်ဘာမှမသိတော့ချင်းစိုးရင်ထိန်လက်တုံးလုံးချင်းများနဲ့အတူအမောင်လောက၆ကမ္ဘာကြီးအတွင်းသို့ထိုးကြသွားရင်ဟေ့လူကိုပိုက်ကိုပိုက်ခေါရန်တက်တဲ့ကြားလိုက်၍ကျင်းဆက်နေသောမျက်လုံးတွေကိုအာယူဖက်လိုက်တည်းလေယောင်ကြီးတန်းနေပြီပြီငင်ကလေးတွေရဲ့ကြလိကြလိအော်တန်များလေးကြားရတယ်စောနေစင်နဲ့လင်းမြင့်လိုင်တော့ကျွန်တော်ငုံကြည့်နေကြတယ်ဟောကိုပိုက်တရိယာလာပြီဟုတ်တယ်ဆရာပိုက်တရိယာလာပြီ စောနေ့စဉ်ကိုမြင်လိုက်တာနဲ့ညာပြည့်ပြည့်များကိုချက်ချင်းတရိရတာကြောင့်ကမန်ကရန်ထထိုင်နေခမရအတော်မိုက်မဲတဲ့လူပဲခမရလူသက်တမပြောပြောဆိုဆိုစောနေ့စဉ်ကိုလင်ညုံငေါငေါထိုးလိုက်တဲ့ကျွန်တော်ဖြစ်ရင်ကိုကြည့်ပြီးလင်းမြင့်လိုက်အောင်ရှဲမောပြီးတော့ဟာဟာဘာလို့ဖတ်တီကိုလူသက်တမလို့ပြောတာရောဖျားခမရဘာမှမသိဘူးလားညာသူ့ကိုလာခေါ်တဲ့သူ့ရဲ့တမီးကိုတနတ်နဲ့ပြက်လိုက်တယ်လေကဲစားဖြစ်ပဲမလဲဖတ်တီတမီးပြုံစားစားနဲ့ထက်ကော့မေးလိုက်တယ် ဒီတော့လင်းစင်အောင်ကုန်းကုန်းကြည့်တယ်ဟောကျွန်တော်မြင်တွေ့လိုက်ရတော့ညင်ခွေးကိုအံ့ဩလွမ်းတာကြောင့်ကျွန်တော်ရဲ့နှုတ်ကအာမေရိတန်ထွက်တာရိတ်ကျွန်တော်ကကိုရင်မျက်စီကိုကိုရဲ့တန်ကိုမယုံကြည်တော့ဘဲမျက်လုံးကိုပသက်ကြည့်မိတယ်ကျွန်တော်မြင်လိုက်တော့ညင်ခွေးကအိမ်မုံစုံမှာညင်ရတော့ညင်ခွေးမဟုတ်ကြည်ကျွန်တော်မြင်တွေ့လိုက်တာကြာကြီးတကောင်၆တောင်ခန့်ရှိတဲ့ကြာကြီးတကောင်ထိုကြာကြီးကကောင်းဆိုင်ပြီးတော့စင်းစင်းကြီးလဲတည်နေတယ်ထိုကြာကြီးတည်နေတော့နေရာကိုအတိအကျပြောရမယ်ဆိုရင် ယမန်နေ့ညမုတ်ဆိုးရေးစောင်းနေစဉ်တမီရှက်နေတဲ့နေရာစောင်းနေစဉ်တမီလေးကမျက်လုံးလေးပေကလက်ပေကလက်နဲ့လင်းစင်မောင်မော့ကြည့်ပြီးအပအမိုးအသေးတန်ဖြစ်နေလို့ပြန်လာခဲ့ပါခေါ်လိုက်တဲ့နေရာစောင်းနေစဉ်ကရင်းရင်းစစ်စစ်ကိုရဲ့တမီကိုပြန်ပြီးတော့တနက်နေ့ပြတ်တက်ခဲ့တဲ့နေရာမှာယခုတော့ကြားသိဖြစ်နေတော့ကျွန်တော်မအံ့ဩဘူးဆိုရင်ဘယ်သူအံ့ဩကြမှာလဲညာရင်ကဖာတီဟင်းကောင်ကိုမြင်လိုက်ပြီးတော့ဟင်းကောင်မှတီလို့ပြစ်လိုက်တာလား စောနေဆရာကောင်းကိုခိုင်ရမြော့ဟမ်ကျုပ်လေးဟင်းကောင်းလို့မမြင်ဘူးကျုပ်သမီးလိုပဲဆရာလေးတို့မြင်တယ်လို့မြင်သားပဲတောင်းနေများဖအချီကတန်းတန်းနဲ့ပြည့်ရတယ်နော်စောနေဆရာနှကမ်းမွေးကိုလက်နဲ့တက်ပြီးတောချောက်တာကိုတိလိုက်တာကိုဆရာလေးရဲ့ဘလို့တောချောက်တာလားပြောရင်ရှိပါတယ်ဆရာလေးရဲ့တူတူပြောရင်တော့တောင်းအောင်လှည့်စားတာပေါ့ဒါအောင်မစင်းစားမိပဲကျုပ်သမီးလို့ထင်ပြီးလင်းစင်အောက်ကိုစင်းသွားရင်ဖြင့်ကျုပ်တော်ဟင်းကောင်ကြီးရဲ့အစာဖြတ်သွားမှာ တောချောက်ခံရတာကိုတောချောက်ခံရမယ်ဖာတီဘလို့လို့သိပြီးတမီးဖြစ်နေမှသိရတာနဲ့တနက်နေ့ပြက်တာလေကျုံလဲပထမတော့တမီးတကယ်လိုက်လာတာလို့ထင်ပြီးစဝေးစွာဖြစ်သွားတယ်အိမ်မှာဖွားရလဲမကျမ်းမမှာဖြစ်နေတာကိုဆရာလေးတို့လည်းသိပဲမှလားနောက်မှစဉ်းစားမိတယ်ကျုပ်တို့ဒီနေရာမှာလင်းစင်ထိုးတာကိုအိမ်မှာရှိတဲ့တမီးကဘလို့သိမှလဲပြီးတော့ဒီလုံတော်ကြီးမြင်မဲတဲ့ကိုယာကြီးချိန်မတော် မိမငယ်လေးတယောက်ကမီးတုံနဲ့လာရဲပါမလားဆိုတဲ့ချက်ကိုစဉ်းစားမိတာနဲ့တော့တော့ချောက်ခံရတာပဲဆိုပြီးပြစ်ထည့်လိုက်တာစောင်းနေစင်ကမုတ်ဆိုးကောင်းပီတာပြီးစွာကျွန်တော်တင်မုတ်ဆိုးရေးစောင်းနေစင်ကိုအထင်ကြီးလေးစားစွာဖြင့်မောရီကြည့်လိုက်တယ်။ကျောင်းပညာဆိုသည်ကိုအိမ်မက်ပဲမမက်ဘူးကြည်မျိုးပြဆိုသည်ကိုမရောက်ဘူးပဲတော်ရီတောင်ထဲမှာနေထိုင်ကြီးပြင်းခဲ့ပြီးတားကောက်များနဲ့နပန်းလုံးနေထိုင်ခဲ့တဲ့မုတ်ဆိုးကြီးမှလည်းအသိဉာဏ်နဲ့စင်ချင်တုံတရားရှိပါလားလို့တွေးမိတယ်။ အသိဉာဏ်ဟူသည့်နေရာသေးတာနှင့်ရာထူးဌာနပေါ်မမှုတည်ပင်လူပေါ်မှာပဲမှုတည်ပါ रे တို့ချိန်မှာစောနေစင်ကလေးသက်သွဲနှင့်စကားတခွပြောလိုက်တဲ့သူပြောတဲ့စကားလေးသက်သွဲနဲ့ဖြတ်တော်လေးလေးလေးနဲ့နဲ့ရှိပါ रे တနက်ကိုကင်ထားတဲ့လူဆိုတော့ဇန်သူနဲ့မိတ်ဆွေကိုခွဲခြားသိရတယ်ဗျဟုတ်ကဲ့ပရိသတ်များရှင်ကိုပိုင်ရေးသားထားတဲ့တော်ကြီးမာယာဆိုတဲ့ဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးပါပြီဇလန်လေးကိုပရိသတ်တွေကြိုက်နေတဲ့ကြမယ်လို့မျှော်လင့်နေ အဆုံးထိလိုက်ပါအပိနာဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။တာယာချမ်းမြေတော်ဘွားတွေကိုပိုင်ဆိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။